်အခုတလော TikTok မှာလည်းကြည်လိုက် wave pool Facebook မှာလည်း wave pool wave pool wave pool နဲ့ wave pool တွေများနေလို့ကျွန်တော်လည်းစမ်းသုံးလိုက်တယ်ပေါ့နော်ဒီနေ့နဲ့မှဆိုရင်တော့ကျွန်တော် wave pool ဖွင့်တာနှစ်ရက်ရှိသွားပြီကျွန်တော် wave pool ဖွင့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဘာတွေပြောင်းလဲလာလဲဆိုတာကိုကျွန်တော်ပြပေးမယ်ပေါ့နော် Okay ပထမအဦးဆုံးကျွန်တော် wave pool ကိုကျွန်တော်နှိပ်လိုက်မယ် โอเคနှိပ်လိုက်ပြီဆိုတော့ကျွန်တော်ချီမှာ follower က20တက်လာတယ်ပေါ့နော်အဲ့ဒီမှာ follower 20တက်လာပြီးတော့ကျွန်တော်ကို super like လေးတွေပေးထားတာလဲ၅ခုပြည့်သွားပြီကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်နော်စက်တင်လေးကိုနှိပ်လိုက်မယ်နော်โอเคပြီးရင်ကျွန်တော်ဒီမှာ creator ဆိုတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ချင်တော့ကျွန်တော်ထဲမှာဒေါ်လာ1တက်သမာအဲ1တက်သမာ30ကျောင်းနေပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဒီမှာ super like ကိုကြည့်လိုက်မယ်ဆိုရင်ဖြင့် super like ကလည်းဒီမှာကျွန်တော်ဒီ၅ခုပြည့်သွားပြီပေါ့နော်ဒီမှာကြည့်လိုက်ပါ ဒီမှာဆို5ခုပြည့်သွားပြီဒါ super light 5ခုပြည့်သွားပြီ5ခုပြည့်လိုက်ပြီးတော့ဒီဒီကောင်လေးထွက်လာတယ်ဗျာနော်ဒီကောင်လေးထွက်လာတယ်အဲ့ဒီကောင်လေးကဘာလောက်ရတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားမယ် super light 5ခုပြည့်သွားပြီဆိုတော့ ਨੇ ဒီကောင်လေးက auto ပွင့်လာလိမ့်မယ်ပေါ့နော် auto ပွင့်လာပြီဆိုရင်တော့ကျွန်တော်တစ်ချက်နှိပ်လိုက်ပါအခုလိုလေးထွက်လာလိမ့်မယ်အခုလိုလေးထွက်လာပြီဆိုတော့သူပြတယ် personal information ပေါ့နော်ဒီမှာ first name နဲ့ last name ထည့်မယ်ပြီးရင် phone number country ပေါ့နော် okay ဒါဆိုတော့ကျွန်တော် ဒီသူပြောတဲ့အတိုင်းလိုက်ထဲလိုက်မယ်เนาะโอเคဝင်းပိုင်လို့ထဲလိုက်ကျွန်တော်ကထိုင်းနိုင်ငံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်းလန်ကိုရိုက်လိုက်မယ်โอเคထိုင်းလန်ငံကိုထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်မယ်โอเคဖုန်းနံပါတ်ထပ်ပြီးသွားပြီဆိုတော့ဒီမှာ country မှာလည်းကျွန်တော်ထိုင်းလန်ကိုထပ်ထည့်ပေးလိုက်မယ် โอเคဒါမျိုးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာအောက်မှာထွက်လာတဲ့ continue ဆိုတာလေးကိုကျွန်တော်တို့နှိပ်ရမယ်ဗျာနော် continue ဆိုတာလေးကိုနှိပ်ပြီးလိုက်ပါโอเคဒါဆိုရင်ဒါဘာတွေဆက်လက်ပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်ပြန်ကြည့်မယ်နော်ဒီပြောင်းလဲမှုကတော့ဒီမှာမတွေ့ရဘူးပေါ့နော်ဒါဆိုလို့ရှင်တော့ပြောင်းလဲမှုကဒီမှာမတွေ့ရဆိုဒီမှာပို့လာတ ဒူဒီဘာညာဆိုပြီးတော့အမ်အင်္ဂလိပ်စာတွေပို့လာတယ်။ Okay ဒါဆိုတော့ကျွန်တော်ဆက်တင်လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်။အော်ဆက်တင်လေးကိုနှိပ်လိုက်တဲ့ခါမှာဆို pay out ဆိုပြီးမှလာပေါ်တယ်ဗျာနော်။ဒါဆိုလို့ကျွန်တော်ကျွန်တော် pay out ရသွားပြီပေါ့နော်။ pay out ရသွားပြီဆိုတော့ဒီကောင်ကကျွန်တော်တို့ဒီပတ်စံထုတ်ဖို့အတွက်ကတ်ချက်တော့ဒီမှာဒေါ်လာလေးလာပြမှရမယ်ပေါ့နော်။ ဘယ်နေ့ပြမလဲဘယ်ရက်ပြမလဲဆိုတာကိုကျွန်တော်မသိဘူးဒါပေမဲ့လို့သူပြောထားတာဒီမှာတော့အင်္ဂလိပ်လို့ဆိုတော့9ဒေါ်လာပြည့်တော့ကျွန်တော်ထုတ်လို့ရမယ်လို့ပြောထားတယ်ပေါ့နော်โอเคဒါဆိုလို့ကျွန်တော်သူ့ရဲ့ထုတ်ရက်ကိုဒီမှာမရှင်းပြထားဘူး history ကိုတစ်ချက်ကြည့်လိုက်မယ်နော်ဘာတွေလဲဆိုโอเค history မှာဆိုလည်းဘာမှမရှိသေးဘူး history ကိုနှိပ်လိုက်ပြီဆိုဒီမှာဘာဒီမှာလည်းဘာမှမရှိသေးဘူးပေါ့နော်โอเคတရား pro ဆိုတော့နှိပ်မယ်ဒီမှာโอเค အော်ဒီမှာတော့ရက်ဒီပါဒီပြမယ်ပတ်စံဒီပါဒီပြမယ်ပေါ့နော်ဒါပေးအောင်โอเคဒါဆိုလို့ကျွန်တော်ကျွန်တော်ထင်တာဒီမှာတော့9ဒေါ်လာပြည့်သွားပြီဆိုတော့အောက်ကဝစ်ဒေါ်ဆိုတာလေးထွက်လာတယ်ဝစ်ဒေါ်လေးကအလုံးလုံးလာမယ်လို့ကျွန်တော်ထင်တယ်โอเค super light 9ခုပြည့်သွားပြီဆိုလို့ကျွန်တော်ဒီ pay out ပေါ့နော်ဒါ pay out ရှိတယ်လို့ပဲပြောရမှာပေါ့နော် Facebook တို့ပါဆိုတော့ pay out ပေါ့โอเคဒါဆိုတော့ဒီ9ဒေါ်လာရဖို့အတွက်ကိုကျွန်တော်ဗီဒီယိုဒီအဆက်မပြတ်တင်ဖို့လိုအပ်တယ်ပေါ့ဗျာနော် ဒီမှာဆိုရင် black okay ကျွန်တော်ပြတ်ထွက်လိုက်ပြီဒါဆိုတော့ဒါကျွန်တော်ရဲ့အဲကျွန်တော်ရဲ့ဒီ super ပါလေဝိဖူးလေးပေါ့နော်အကောက်လေးပေါ့နော်ကျွန်တော်ဒီမှာဝင်းပီ၄နှစ်ဆိုပြီးမှရှပြီးမှကျွန်တော်တကယ်ချင်းလာအပ်လို့ရတယ်ပေါ့နော်တကယ်ချင်းလာအပ်ပြီပါဘာဖြစ်လဲဆိုတော့ဒီမှာကျွန်တော်လည်းနီးပညာလေးတွေကိုအများအတင်ပေးသွားမယ်ပေါ့နော် read video လေးတွေတင်ပေးသွားမယ်ဒီမှာ video လေးကျွန်တော်တင်တာမှ2ပုတ်4ပုတ်6ပုတ် ရှစ်ပုတ်ဆယ်ပုတ်ပဲရှိသေးတယ်ဗောနော်ဒီမှာတကယ်ချင်းနေလာအပ်တယ်တကယ်ချင်းနေကိုလည်းလက်ခံပေးရမယ်ဗောနော်ဒီဒီမှာဆို follow back လောက်လောက်တယ်ကျွန်တော် follow back နှိပ်ပြီးလိုက်သူတို့အသေးလေးပါလေးပေးလိုက်ဗောဗျာဒီလိုမျိုးဗောโอเคဒါဆိုရင်တော့မိတ်ဆွေတို့လည်းဒီ wave ကိုတုံးကြည့်ပါ ဝိဖူးကဝင်ငွေတကယ်ရလားမရလားဆိုတာကိုတော့9ဒေါ်လာရလို့ထုတ်ပြီးတဲ့နေ့ကျရင်ကျွန်တော်လာပြီးတော့နောက်ထပ်ဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်။ Okay ဒီဗီဒီယိုလေးကိုစော့ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဝင်ဘူးအောက်ဖွင့်နီးလေးကိုမသိသေးဘူးဆိုတော့ကျွန်တော်တင်ထားတဲ့ပထမဗီဒီယိုဖိုင်လေးကိုတွားကြည့်လိုက်ပါအဲ့ဒီမှာဝင်ဘူးအောက်ဖွင့်နီးနဲ့ကျွန်တော်ဗီဒီယိုလေးကိုဘယ်လို upload လုပ်ရမလဲဘယ်လိုတင်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်သေးစိတ်ကိုတည်တည်ချာချာလေးကိုရှင်းပြထားပါတယ်အားလုံးပဲမင်္ဂလာပါ နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်